ခွန်ရသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ကျွန်တော်ကဆရာမကြီးဒေါက်တာစောယုလွယ်တပည့်ရင်းဆရာကျော်စင်တွေးပါအခုကျွန်တော်ပြည်သူခေါင်းနေရနေတာကတကုံစိတ်ကမ်းမြို့ရဲ့ယူဇနာဥယျာဉ်မြို့တော်စီဘလောက်ရှစ်လန်းတိုက်တုံကြတုံကြတအခန်း34မှာဖြစ်ပါတယ်ဟုတ်ဒီမှာ ဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် တစ်ဖုန်တွေကအကောင်းဆုံး shopping mall Mercury your shopping partner ပါဆုံးတလင်းဝင်သားသမီးတွေအတွက်ပေါ့တလင်းဝင်သားသမီးတွေကဒီကာလမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်းအကျန်စီအတွေးအသည့်တွေရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကြီးအကဲတွေရဲ့ကူညီဆောင်ရွက်မှုကိုလည်းရတတ်တယ်နောက်တစ်ခုကပါလို့ဆိုခီးကောင်းတွေသွားတတ်တယ်ပြောစရာခီးတို့ဘာသာရေးခီးတို့လူပညာနဲ့ပတ်သက်တဲ့ သက်ဆိုင်တဲ့ခရီးတွေကိုလည်းသွားသွားတတ်တယ်ဒီကာလအတွင်းမှာဆိုလို့ရှိရင်ဟောခရီးသွားလုပ်ငန်းလို့တည်ပို့ဆောင်ရေးလုပ်ငန်းလို့သွတ်တန်တင်တပတ်တဲ့လုပ်ငန်းလို့အမှုပညာနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်အထူးအောင်မြင်မဲ့ကာလဖြစ်တယ်နောက်တစ်ခုကလုပ်ငန်းတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအကြီးအကဲအကူအညီမှုတဲ့သူကိုကိုယ်တိုင်လည်းကြိုးစားအားထုတ်မှုရှိတဲ့အတွက်ကြောင့်မလို့အနေရကောင်းရတာတို့ဥဆောင်ရတာတို့နံပါတ်ကုန်တရင်ကောင်းတာတို့ပေါ်ထွက်မဲ့ကာလဖြစ်တယ်တခုတော့ရှိတယ် အတက်လူကြီးတို့ယာရုရှိစုတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းအတိုက်ခံလေးတွေပေါ်ပေါက်တက်တယ်အဲ့ဒါလေးတော့သတိထားပြီးတော့စင်ကြင်ရမဲ့ကာလဖြစ်ပါတယ်နောက်တစ်ခုကပါလို့ဆိုရင်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ဟိုစိုးရိမ်စရာစိတ်နှောက်ယှက်ဖြစ်စရာဒါမှမဟုတ်သူတို့ရဲ့နိုင်ရင်းတွေနဲ့ပတ်သက်ပြီးတော့ဟိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မကျမ်းမာတဲ့သတင်းလေးတွေကြားတတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့စိတ်နှောက်ယှက်ဖြစ်စရာလေးတွေတော့ကြုံတတ်တယ်ငယ်ရွယ်သူတွေပေါ့နော်ငယ်ရွယ်သူချေးချေးကိစ္စနဲ့ပတ်သက်ပြီးတော့ တောက်ကြသားသမီးတခုကနေပြီးတော့ခြေရေးဆိုတာမျိုးကျွမ်းတတ်တယ်။အိမ်ဆောင်တွေအနေနဲ့ကတော့ဒီကြာဒီကာလအတွင်းမှာထူးထူးခြားခြားအတောက်ရှိဖြစ်စရာမရှိဘူး။ငြင်းငြင်းချမ်းချမ်းနဲ့တာတာရာတဲ့ဖြတ်သန်းလေးပဲ။ဒီကာလအတွင်းမှာဒီရဲစပါတပတ်အတွင်းမှာပေါ့နော်တလုံးကလေးသားသမီးတွေအတွက်ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍ၃၃ကြာကဏ္ဍနဲ့၆ကဏ္ဍနေဖြစ်တယ်။နောက်တစ်ခုကကံကောင်းလက်ရှင်ဖို့အတွက်မိမိအိမ်ပါပေါ့နော်။တက်ကြီးရွယ်ကိုတွေ မျက်နှာတုပ်ပွားလေးလှူပေးခြင်းအပြင်မိမိရဲ့ဒွေဆန္ဒတွေကိုပြရမှာဖြစ်တယ်မိမိဖြစ်ကျင်တဲ့မျက်နှာတုပ်ပွားလေးလှူဒန်းပေးပြီးတော့မိမိဆန္ဒတွေကိုဆူတောင်းခြင်းအပြင်ခံကောင်းခြင်းလက်ရှင်ခြင်းဖြစ်စေမှာဖြစ်ပါတယ်။နောက်တနင်္လာသားမီမိတ်ဆွေများအတွက်ကတော့ဒီကာလအတွင်းမှာလုပ်ငန်းတွေတိုးချဲ့ရတဲ့ကာလသူကလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုံတက်ပြလဲသူကအဆင်ပြေတယ်အထူးသဖြင့်ပါလဲဆိုတော့အရင်တော့ဟိုချီးထားတဲ့ငွေကြေးတွေရှိမယ် ညှုပ်နေတဲ့ငွေတွေရှိမယ်အကျွေးပေးထားတဲ့ငွေတွေရှိမယ်အဲ့ဒီငွေတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စီကိုပြန်ရောက်လာမယ့်ကာလညှုပ်နေတဲ့ငွေတွေပေါ်မယ့်ကာလပေါ့နော်ရောင်းရင်းဝယ်ထားသမားတွေလည်းဒီကာလမှာကံကောင်းတယ်အထင်ကမရှိဘူးအဆင်ပြေပဲတခုတော့ကြည့်တယ်အထက်လူကြီးနဲ့ဆွေမျိုးကြီးကတူနေပတ်သက်ပြီးတော့အတိုက်ခံလောက်ရတာလေးတွေတော့ကြုံတတ်ပါတယ်အဲဒီကာလအတွင်းမှာဒီတလဲသားသမီးတွေနဲ့အဲငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတို့ကားလုပ်ငန်းတို့ကြောက်လုပ်ငန်းတို့ ီလုပ်ငန်းကုံကြောင်းလုပ်ငန်းလေးအဲ့ဒီလုပ်ငန်းလေးလုပ်မယ်ဆိုလို့ရှိရင်အထူးအောင်မြင်မဲ့ကာလဖြစ်တယ်။နောက်တစ်ခုကငယ်ရွယ်သူတွေနဲ့လည်းဒီကာလအတွင်းမှာတွဲဆက်တွဲဆက်ပြီးတော့နော်အလုပ်လုပ်ရတာတွေပေါ်ပေါက်တတ်တယ်။လုပ်မယ်ဆိုလို့ရှိရင်လည်းအဲ့ငယ်ရွယ်သူတွေကကိုယ်ကိုကူညီမယ်ပံ့ပိုးမယ်စောင့်ရှောက်မယ်အဲ့ဒီကာလဖြစ်တယ်ပေါ့။နောက်တစ်ခုကဘာလဲဆိုတော့လုပ်ငန်းထဲမှာတော်ရေးကရင်လည်းဒီပြင်းလူတရားရောက်ပဲအကြောင်းအရာကိုတွားပြီးတော့ကိုကဝင်ပြီးတော့ကိုကြည်ရတာမျိုးကြုံတတ်တယ်။အဲ့ခါမှာဆိုလို့ရှိရင် ဝေကျေးနဲ့ပတ်သက်ပြီးတော့လက်လွန်နာတို့အာမခန္ဓာတို့စိုက်ထုတ်ပေးတာတို့အဲ့ဒါတွေမလုံးမိဖို့တော့လိုအပ်ပါတယ်ဒီကာလအတွင်းမှာဆိုလို့ရှိရင်ခြေချရနဲ့ပတ်သက်ပြီးတော့အချင်းချင်းလွဲမှားတာပေါ့နော်ချစ်သူချင်းအဲတပါးတရားနဲ့တွဲသွားပြီးလို့မလာလိုတာတို့မကျင်တတ်တာတို့အဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ကောက်စရာလေးတွေတော့ကြုံတတ်တယ်အိမ်တောင်အိမ်တောင်တွေနေတဲ့တော့ဒီကာလက စီးပွားလက်လက်ပတ်ဖြစ်တဲ့ငွေကြေးလဲအဆင်ပြေနေတဲ့ကာလဖြစ်လို့ကြောင့်မို့တာတာယာနဲ့အဆင်ပြေတဲ့ကာလဖြစ်ပါတယ်အဲကျမ်းမာရေးအနေနဲ့ကတော့ရှင်ရင်တို့ဝါတို့ရေချိုးမှားတာတို့အဲ့ဒါလေးတွေဖြစ်တဲ့တို့အဲ့ဒါလေးကိုသတိထားပြီးတော့ရှောင်ကြဉ်ပါဒီကလာအတွက်မှာကံကောင်းလက်ရွှေစီတဲ့ကဏ္ဍနေရာတော့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်မှာဆိုရင်၃ကဏ္ဍတို့၉ကဏ္ဍတို့၄ကဏ္ဍတို့ဟာကံကောင်းစီတဲ့နံပါတ်တွေဖြစ်တယ်။ကံကောင်းလက်ရွှေမှုအတွက်ကတော့ စတုမှုပေါ့နော်စတုမှုဘုံဖုံးတော်ကြီးသုံးဖုံးတက်ကြီးရွယ်ဦးတွေကိုလှူဒန်းပြီးတော့မိမိဖြစ်ကျင်တဲ့ဆန္ဒကိုစုတောင်းခြင်းအဖြစ်ကိုယ့်အတွက်ကံကောင်းပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်။နောက်ဧကသာတိမိတ်ဆွေတွေအတွက်ဒီကာလအတွင်းမှာအထူးသဖြင့်ပါဖြစ်တယ်လို့ဆိုဧကသာတိမိတ်ဆွေတွေရွှေတို့လက်ဝိဇ္ဇနာတို့ကိုယ်လာတတ်တယ်။ရွှေတို့လက်ဝိဇ္ဇနာတို့လည်းနောက်ရွှေတို့လက်ဝိဇ္ဇနာတို့ရေတန်းတို့လျှက်စစ်ပစ္စည်းတို့အလှကုန်တို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တဲ့လူတွေဒီအချိန်မှာအစဉ်ပြေတဲ့ကာလပေါ့။ တခုတော့ရှိတယ်။ရွှေလက်ဝိညာဏဝင်လာတတ်တာတော့ဟုတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်တော့ငွေဝင်တော့ကြမ်းပါလေ။ဒါနဲ့ငွေကပြန်ပြီးတော့အထွက်များနေတတ်တယ်။အဲဒါကြောင့်မလို့ငွေကြေးရရှိလာပြီဆိုလို့ရှိရင်လက်ရွှေစုလိုက်မယ်ဆိုလို့ရှိရင်သူ့အတွက်အဖတ်တယ်ပဲ။ငွေကြီးပဲဒီတိုင်းတက်ထားမယ်ဆိုလို့ရှိရင်တော့ငွေကြေးကုန်ကြတာလို့ဆုံးရှုံးတာလို့အဲဒါမျိုးကြီးဖြစ်တတ်တယ်။ဒီကာလမှာအထူးသဖြင့်ငွေကြေးလက်လက်ပတ်နေပတ်သက်ပြီးတော့ဟောအဲ့လိုမျိုးပေါ့နော်။ ရွှေတဲ့ပစ္စည်းဝယ်ပြီးဆွေးအောင်တာလုပ်ရင်လုံးမလုပ်လို့ရှိရင်ငွေချင်းတက်ပတ်သက်မကြကနအလှူဒါနာလေးတွေပေါ့နှစ်ကနပါတဲ့ငွေလေးတွေ၁၀၀ရို့၂၀ရို့၁၀၀၀ရို့၁၀၀၀ရို့အဲ့ဒါမျိုးလေးမကြကနလှူဒါန်းပေးခြင်းအပြင်လည်းကိုယ်ငွေချင်းတက်ပတ်သက်ပြီးတော့အဖတ်တင်မှုရရှိစေပါဖြစ်တယ်။ကျန်းမာရေးပိုင်းအနေနဲ့ကတော့ဘာဖြစ်တယ်လဲဆိုတော့အခါနာတာတို့အကြောနဲ့ပတ်သက်တာတို့အကြောတက်တာတို့အဲ့ဒါလေးတွေဖြစ်တတ်တယ်အဲ့ဒါသတိထားမယ်။နောက်တစ်ခုကအလှူလုံးမဲ့ကြံရလို့ချင်လို့ချင်းလည်းဒီကာလမှာအလှူကဒီရက်မှာလုံးမဲ့လို့ကြံထားတယ်ဒါမှမဟုတ်ကအလှူ ရက်ချင်းပြီးတော့နောက်တင်တဲ့အောင်ပြောင်းပြီးတော့လောက်ရတာမျိုးကြီးကြုံတတ်တယ်။နောက်တစ်ခုကားတွေကိုယ်ပိုင်မောင်းပဲကားအစင်တက်တယ်လမ်းသွားတဲ့အခါမှာကားကိုယူဆိုင်ပြီးရှောင်းပဲကားတဲ့ပတ်သက်လို့အစင်တက်မှာကြော်လဲတာဂလုတ်တိုက်တာမတော်စားဖြစ်တာအဲ့ဒါလေးတွေလည်းသတိထားရမယ့်ကဏ္ဍဖြစ်တယ်ပေါ့။ကျန်းပိုင်တဲ့ပတ်သက်လို့ပြောပြပါရနော်ဒီမှာချစ်သူတွေကိုရဲသူချစ်သူတွေနေတဲ့ချစ်သူတွေလည်းပတ်သက်ပြီးတော့သူကချိန်ထလာတနေရာတကယ်တွေးတဲ့နေရာတနေရာအဲ့လိုအချင်းချက်လွဲတာလေးတွေကြုံတတ်တယ်အဲ့ဒါကြောင့်မလို့စိတ်ကောက်စရာလေးတွေကြုံရတတ်တယ် အိမ်တော်စင်တင်တဲ့ကတော့ဒီငွေကြေးကိစ္စတပတ်သက်ပြီးတယောက်တယောက်ကတော့ကစားဖြစ်တာအဆင်ပြေပြေတာလေးတွေကြုံတတ်တယ်အဲ့ဒါလေးတွေသတိထားပဲကာလဖြစ်တယ်ဒီကာလမှာကံကောင်းနတ်ရှင်စေတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍ၁ကဏ္ဍနဲ့၄ကဏ္ဍတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ဘုရူသာသီမိတ်ဆွေများဘုရူသာမိတ်ဆွေများအတွက်ကိုပိုင်လုပ်ငန်းလုပ်ကြတဲ့လူတွေအတွက်ကတော့အခွင့်အလမ်းကောင်းနေပေါ်ပေါက်မဲ့ကာလဖြစ်တယ်ဘာတွေပေါ်ပေါက်မလဲဆိုတော့စတုလုပ်ငန်းတွေပေါ်ပေါက်မယ် စက်တူလုပ်ငန်းတို့ရှယ်ယာထည့်တာတို့ဗန်ထဲမှာအွေထည့်တာတို့အများနဲ့စူပေါင်းပြီးလုပ်တဲ့လုပ်ငန်းတို့အဲ့ဒါတွေလုပ်ရင်ကောင်းတယ်နောက်တစ်ခုကဟိုစံလို့စီလို့စေစေးမျိုးမျိုးတို့စက်ပစ္စည်းတို့အဲ့ဒါတွေပတ်သက်လို့ရောင်းဝယ်ပေါက်ကားတဲ့လူတွေဒီဒီဘတ်ထဲမှာအကျိုးပဲပဲကလာပေါ့နောက်စက်ပစ္စည်းတွေပါလေကိုယ်အိမ်မှာရှိတဲ့စက်ပစ္စည်းရှိလို့ချင်းအဟောင်းတွေထွက်သွားမယ်အစ်စ်ပြန်ဝင်တာမျိုးကြုံမယ်လက်အောက်ငယ်သားမှာဥပမာကိုယ်တပည့်လေးတွေပေါ့နော်ခိုင်းစီထားတဲ့လူတွေရှိမဲ့ဆိုရင်ကိုယ်စီရနေထွက်သွားတာမျိုးကြုံမယ်ဒေါက်တာအစ်စ်တွေဝင်မယ်အဲ့ဝင်လာတဲ့အစ်စ်တွေကကို့အကျိုးပြုမဲ့ ကာလဖြစ်တယ်ပေါ့တခုရှိတာကညီနဲ့ပတ်သက်ပြီးတော့ရောင်းညီနဲ့ပတ်သက်ပြီးတော့ပွဲစားလုပ်တာပဲဖြစ်ဖြစ်ရောင်းဝယ်တာပဲဖြစ်ဖြစ်တခုလုပ်မယ်ဆိုလို့ရှိရင်အထူးသတိထားရမယ်ပြင်တိုင်မယ်ဆိုလို့ရှိရင်ဒီကာလမှာမြေမဝယ်သေးဘူးဆိုလို့ရှိရင်ကောင်းတယ်မြေဝယ်မယ်ဆိုလို့ရှိရင်အဲမြေကြောင့်ပြဿနာကြုံမယ်စေစီရတယ်ကြုံမယ်အခက်အခဲတွေကြုံမယ်အဲ့ဒါကြောင့်မလို့သတိထားမယ်ညီနဲ့ပတ်သက်တာတော့သတိထားမှာပေါ့ လုပ်ငန်းတွေလုပ်နေရင်လည်းအလုံးမှာအတိုက်ခံပေါ်တာလေးတွေကြုံတော့ကြုံပဲဒါမှမဟုတ်အဲ့အတိုက်ခံတွေကိုအောင်းမြင်မြင်နဲ့ကြော်လာနိုင်ပဲကာလဖြစ်တယ်။တခုရှိတာကငရဲသူတွေအနေနဲ့ဒီခါကာလမှာအခြေအနေပတ်သက်ပြီးတော့တယောက်တယောက်စိတ်ဆက်လို့မရအောင်ညှိနှိုင်းလို့မရတဲ့အခြေအနေတွေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးတွေကြုံတတ်တဲ့ကာလဖြစ်ပါတယ်။အိမ်တောင်တဲတွေအနေနဲ့ကတော့မိသားစုတတ်တိုက်ဝမ်းဝမ်းနဲ့သာသာရာစုပြည့်ဖြစ်နေပဲကာလပဲ။ကျမ်းပါပြီးပိုင်းအနေနဲ့ကတော့ဒီပိုက်မကောင်းတာတို့ပါတို့ပေါင်းတို့ပိုက်တို့တော်တော်စားမှုဖြစ်တာတွေ အစားမမှုကြောင့်ပါလေအဲ့ဒါလေးဒီဂျုံတက်တယ်အဲ့ဒါကိုတော့သတိထားမယ်ကာလဖြစ်တယ်ဒီတစ်ပတ်တွင်ကန်ကောင်းစီတဲ့နံပါတ်တွေကတော့၃ကဏ္ဍနှစ်ကဏ္ဍနဲ့၆ကဏ္ဍနေဖြစ်ပါတယ်ကန်ကောင်းလက်ရှင်စီကိုအတွက်ကတော့မိမိနေရင်ဖျားမှာအေးလူတန်းပေးမယ်တွေ့ကြည့်ရရတွေကိုမကြံကနာအေးအေးလူတန်းပြီးတော့ကိုပြစ်ကျင်တဲ့စာနာတွေကိုဆူတောင်းမယ်ဆိုလို့ရှိရင်ကန်ကောင်းလက်ရှင်ပြီးတော့အစဉ်ပြေစေမှာဖြစ်ပါတယ်နောက်ကြံသွေးသားသွေးပိတ်ဆွေများ ရှားစီသားမိတ်ဆွေများတော့ဒီတစ်ပတ်အတွင်းမှာသူကစမ်းဝင်နေတဲ့ကာလပဲမိန်းကလေးတွေဆိုလို့ရှိရင်ဟိုချစ်သူပွားရောလဲဆိုတော့ပုံစံမျိုးပေါ့ယောက်ျားလေးတွေဆိုလို့ရှိရင်လဲစီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်မယ်ဆွေမျိုးပတ်စံပတ်စံပတ်စံလို့ပြောပတ်စံဝင်ဝင်ကောင်းမယ်ဆွေမျိုးညီမတော်တွေအကူအညီရမယ်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ရောင်းဝယ်ဖောက်ကားတွေကောင်းတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်မယ်ကာလပဲအဲအမျိုးသမီးလေးတွေဆိုလို့ရှိရင်ဒီကာလမှာအိမ်တောင်ဘက်တွေဟိုအိမ်တောင်ပြူရတဲ့အစီအချင်းတွေဒီပေါ့နော်ခင်မောင်း တောင်းနေပေါ်ပေါက်တတ်တယ်အဆင်ပြေတာပေါ့အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာကျောင်းတွေဖွင့်တာတို့ဘာသာစကားသင်တဲ့ကျောင်းတွေဖွင့်တာတို့သင်တန်းတွေဖွင့်တာတို့အဲ့လိုသင်တန်းကျောင်းတွေလုပ်တဲ့အခါမှာအောင်မြင်မဲ့ကာလကိုပညာသင်ခြင်းလို့ရှိလို့ရှိရင်လည်းကိုသင်ခြင်းနဲ့ပညာအဒီစတန်းကိုကိုကတက်ခြင်းနဲ့တက်ဖြစ်လိမ့်မယ်။အဆရာကောင်းတမားကောင်းမိကောင်းဆွေကောင်းတွေတွေ့မဲ့ကာလဖြစ်တယ်။ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအထူးကောင်းပြီးတော့အောင်မြင်တဲ့ကာလပေါ့။ အဲတတိထားမှာတော့ဗာလဲဆိုတော့စီဘူးမီဘူးတို့လျက်စင်တဲ့ပတ်သက်ပြီးဓာတ်လိုက်တာတို့ဘတော်စားမှုထိခိုက်နာကျင်မှုကြောင့်ဒုရတန်ကိုဖြစ်တာတို့အဲ့ဒါလေးတွေတော့ကြုံတတ်တယ်ဒါပေမဲ့ဒီချိန်ကတော့ဇာပိသားသမီးကံကောင်းတဲ့ကာလပါအလုတ်ထဲမှာလည်းလည်းလေးအပြောင်းရွှေ့ကြုံပြီးတော့စကားများတာလေးတွေတော့ဖြစ်တတ်တယ်အကြီးကဲတဲ့ပတ်သက်ပြီးတော့ညွန်ညင်မှုလေးတွေတော့ကြုံတတ်ပါတယ်အဲ့တော့ရှေးချီယာကိစ္စတဲ့ပတ်သက်လို့ကောင်းတယ်အိမ်တော်ဘက်နေတယ်လေဒီကာလစူးစူးပြေးသားရာနဲ့ ဇီဝလက်လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အตายာဆိုပြီးတော့အဆင်ပြေတဲ့ကာလပါပဲအဲ့တော့ကံကောင်းလက်ရှင်ဖို့အတွက်ကတော့မိမိအိမ်ဘရားမှာပေါပေါဆုံးရှစ်လုံးပေါ့နော်လက်စွာဘရားရှင်ဦးတရာတရားထက်ထန်စွာနဲ့လှူဒန်းမယ်မိမိဖြစ်ချင်တာကိုဆူတောင်းခြင်းအပြင်လူဝင်ဆန္ဒတွေပြေပေါ်မှာဖြစ်ပါတယ်ဖြစ်တိုင်းတော့ဒီကာလမှာစေတံပိကာရာလေးပေါ့နော်စေတံပိဂျေနနာနီအစချီတဲ့ကာရာလေးကိုကျွပွားပူဇော်ပြီးတော့ဆူတောင်းလို့ချင်းလဲပို့ပို့ပြီးတော့အစီအပြေစင်ပါဖြစ်ပါတယ် ကံကောင်းလက်ရှင်စင်ပဲဒီတပတ်အတွက်ကံကောင်းလက်ရှင်စင်ပဲနကရန်တပတ်တွေတော့၃ကဏ္ဍ၄ကဏ္ဍနဲ့၅ကဏ္ဍနေဖြစ်ပါတယ်ဟိုကံကောင်းလက်ရှင်စင်ဖို့အတွက်တော့ခုနတော့ပေါပေါဆုပ်ကိုရက်စော်ပြောင်းလူပြီးတော့စူတောင်းခြင်းအပြင်မိမိလူဝင်ဆန္ဒတွေကိုပြေဝခြင်းမှာဖြစ်ပါတယ်တောင်းကြသားမိမိတ်ဆွေတွေကလည်းဒီကာလာတဲမှာအလုံးတဲ့အကန့်တဲ့အိမ်အစ်စ်အဲ့ဒါတွေရတတ်တဲ့ကာလာဖြစ်တယ်ဒီကာလာမှာနောက်တစ်ခုက ကိုယ့်ရဲ့လုပ်ငန်းတွေလုပ်ကံပြီဆိုရင်ပံ့ပိုးမဲ့ပြူကြီးမဲ့လို့စောင့်ရှောက်မှုကအလိုလိုပေါ်လာတယ်။ဝေးချင်းနဲ့ပတ်သက်လို့ရောမင်းသုံးထားပါ။အာငါမင်းတို့လိုအပ်ရင်သုံးထားပါဆိုပြီးလာပြီးကိုကြီးစောင့်ရှောက်မဲ့လူတွေပေါ်ပေါက်တတ်တဲ့ကာလပေါ့။နောက်တစ်ခုကလည်းအလုပ်လုပ်ပြီဆိုလို့ရှိရင်ဦးစီးဦးဆောင်လောကတတ်တဲ့အဲ့အလုပ်မှလည်းသူ့ရဲ့ဩဇာအာဏာထိရောက်မဲ့ကာလ။အဲကြော်စရာခကြီးတွေဘာသာရေးခကြီးတွေဟိုနေချစ်သူနဲ့အတူသွားတဲ့ခကြီးမျိုးတွေအဲ့လိုမျိုးတွေသွားတတ်တယ်။နော်အလုံးတဲ့ပတ်သက်လို့အလုပ်အစ်စ်ပေါ်ပေါက်မဲ့အဲ့ ပေါ်ပေါက်တဲ့အလုံးတစ်ကသူ့အတွက်အထောက်အကူအများကြီးဖြစ်တယ်အဲ့ဒီလုံးကအောင်မြင်မယ်အောင်မြင်ကြလဲအပြတ်သူကအကျိုးကျေးဇူးခံစားရလိမ့်မယ်ဒီကာလမှာတစ်ခုရှိနောက်တစ်ခုရှိသေးတာကပြည်ပနိုင်ငံရဲ့ကြောက်သွားမှုစီစဉ်ထားတဲ့လူတွေရှိလို့ရှိရင်သူကတော့နောက်နှစ်လောက်မှသွားမယ်လို့သူစိတ်ထဲထင်တာအမှန်တကယ်အဲ့လိုမဟုတ်ဘူးချက်ချင်းပြတ်ကနေလည်းမတင်ပါဘဲနဲ့ထားပြီးတော့ကိုကြီးဆောင်ရောက်မယ်လို့ပေါ်ပြီးတော့နိုင်ငံခြားခရီးကိုသွားပြလိမ့်မယ်အဲ့ဒါကသူ့အတွက်အခွင့်အရေးကောင်းတစ်ခုပဲဒီကာလအတွင်းမှာဖြစ်တတ်တာကတော့ တွားကြိုက်သွားတာတို့တွေးနေပတ်တဲ့ယောဂါတို့ဘရိုဇာတိမိခိုင်းမိတာတို့နောက်တစ်ခုကတွေးတူတွေးရနေတာတို့အဲ့ဒါလေးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လူဆိုင်အောင်နောက်တစ်ခုကချစ်သူခင်သူတွေနေတဲ့အရတော့ခုနကတော့စီးပွားရေးအနေနဲ့တော့ကောင်းပြည်ငယ်ရွယ်သူတွေနဲ့အခြေရင်းနဲ့ပတ်သက်ပြီးတော့အချစ်သူနှစ်ဦးသုံးဦးဖြစ်နေပြီးတော့အဲ့ပါဘာလဲတောင်းချင်ချင်ချပြီးတော့တောင်းတောင်းအစင်းပြေးတာလို့ကတိကောင်ဖြစ်တာလို့အဲ့လိုမျိုးနေကြုံတတ်တဲ့ကာလဖြစ်လို့အဲ့ဒါလေးတော့တတိထားမယ်အိမ်တော်တယ်ကြီးအတွက်တော့အိမ်တွင်းက ဟုတ်တယ်ပေါ့လင်မယားတကြက်ကြက်စီးပွားတက်ဆိုလို့မတရားခဏတွင်းရင်းစကားလေးတွေပြောရတာလေးတွေရှိတယ်ဘာပဲဖြစ်ဖြစ်အဲ့လိုပြောနေတဲ့ကြားလေးရပဲစီးပွားလက်လက်ပတ်ကတက်ဘက်ကလာဖြစ်တယ်အဲ့တော့ဒီတစ်ပတ်အတွင်းမှာကန်ကောင်းလက်ရှင်စီမဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၆ကဏ္ဍနဲ့၈ကဏ္ဍနေဖြစ်တယ်ပေါ့ကန်ကောင်းမှုလက်ရှင်မှုအစီအပြေဖို့အတွက်ကတော့မိမိနေဘုရားမှာတစ်သီး၆စိတ်စိတ်ပြီးတော့မြတ်စွာဘုရားကိုလှူမယ်သုံးဖို့၆လုံးလှူမယ်လှူပြီးတော့မိမိစန္ဒတွေကိုစုတောင်းခြင်းအပြင်လူဝင်စန္ဒတွေကိုပြည့်ဝစေမှာဖြစ်ပါတယ် စနေသားပြည်ပရှင်များအတွက်ဒီကာလမှာရွှေနှစ်ဝင်နှစ်လို့ရွှေကာလငွေကာလလို့ပြောရမှာပေါ့နော်လူမျိုးကြတွေဘာသာကြတွေကိုကြီးစောင်းကြောင်ပဲဟိုခြံတို့ကားတို့အခန်းတို့အဲ့ဒါတွေညပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်မယ်ပေါ်ပေါက်ပြီးတော့အဆင်ပြေမယ်တခုရှိတာကဝန်ထမ်းတွေအနေနဲ့ဆိုဦးစီးဦးဆောင်လုပ်ရတဲ့မန်နေဂျာတို့အကြီးအကဲတို့ MD လို့လို့ဟာမျိုးတွေပေါ်တယ်အဲ့ဒီနေရာတွေကိုလာပြီးရှင်ပြိုင်ပွဲလူတွေပေါ်တတ်တယ် ဆရာပြောဒီကောင်ကိုဖယ်ထုတ်ပြီးတော့ငါနေရာရကျင်တယ်ဆိုရဲရှင်းပြမှုလူမျိုးတွေပေါ်ပေါက်တတ်တယ်။ဒါကြောင့်မလို့ဒီကာလာတွဲမှာအဲ့ဒီဥစ္စာတွေနဲ့ပတ်သက်လို့တော့ဒီကပေးတဲ့ခြေတွေအားလေးကိုယူဆိုင်ပြီးတော့လုပ်ဖို့လိုတယ်။အဲ့ဒီအတိုက်ခံတွေပေါ်ပေါက်တတ်တဲ့ကာလာဖြစ်တယ်။အဲပြည်ပခကြီးသွားဖို့အတွက်ရည်ရထားတဲ့လူတွေရှိလို့ရှိရင်တော့သူကအဆင်ပြေတယ်။ရုပ်တဲ့ခကြီးသွားဖို့အကြောင်းနေပေါ်ပေါက်ပေါ်ပေါက်ပဲကာလာပေါ့နော်။အပြိုင်ဆိုင်တဲ့အတိုက်ခံတွေအတွက်ကတော့ဟိုခြေတွေပေါ်တော့ကာကောင်းလက်ရွှေစေတဲ့ခြေတွေအားလေးဖြစ်တယ်။အတိုက်ခံတွေကိုလည်း ိန်းဝစ်စေတဲ့ကြရရာပေါ့အဲ့ဒါကတော့တက်ကြီးရွယ်ဟိုတူကိုပေါ်ဝါခြုံတဲ့ဘက်တစ်ခုကိုကြာသနာပေါ့နော်ဒါစိတ်ကောင်းစင်စံကောင်းလို့တေချာလှူပြီးတော့စူတောင်းကြီးအဖြစ်မိမိအတိုက်ခံနေရန်နေကိုင်းစင်မယ်မိမိလည်းလက်လက်ပတ်ကြီးရှင်မယ်အန်နေခင်းမယ်မိမိဖြစ်ချင်းတဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်နိုင်မယ်ဒီတစ်ပတ်အတွင်းမှာကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေကတော့လေးကဏ္ဍ၊၆ကဏ္ဍနဲ့၈ကဏ္ဍတွေဖြစ်ပါတယ်အဲ့တော့ခွန်တရသားသီးအလုံးအတွက်တယောက်စီအာနာကျအာတာကျကလေးတွေကိုပြောပြပေးပြီးဖြစ်ပါတယ်အလုံးပဲစိတ်ချမ်းသာခြင်း ိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့တာပါ